ကောင်ကြီးတွေဟာလုံးဝချစ်စရာကောင်းတယ်လို့ထူးဆန်းတဲ့စမ်းရည်တွေလည်းရှိပါတယ်။သူတို့ရဲ့စမ်းရည်တွေကိုကျွန်တော်နဲ့အတူတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ခင်ဗျာ။နံပါတ်၁ဝဝန်တွေရဲ့အနက်ခံစမ်းရည်ဟာခွေးတွေထက်တောင်ပိုကောင်းပြီးတော့မိုက်ပေါင်းများစွာကနေအစာကိုအနက်ခံနိုင်ပါတယ်။နံပါတ်၂ဝဝန်တွေဟာအရင်ညံကောင်းပြီးတော့သစ်စည်းတွေကိုရေတွက်တတ်တယ်၊ကတိရတွေကိုတုံးတတ်တယ်ပြီးတော့သူတို့ဟာတက်တနာတွေကိုလည်းထိရှင်းနိုင်ပါတယ်။ နံပါတ်3လူအများစုထင်တယ်လို့သူတို့ဟာတကယ်စောင့်ခုတ်ခြင်းတည်းမဟုတ်ပဲလူလွယ်ကူကူနိုးထနိုင်တဲ့အခြေအနေနဲ့နားယူကြတာပါကဘာပေါ်မှာဝုန်းဝန်သေးစိတ်ရှင်းသေးဝဲရှိပါတယ်ဥပမာ grown beer ပိုလာဘီယာနဲ့ grain beer တို့လိုနံပါတ်5ဝုန်းဝန်တွေကခန္ဓာကိုယ်ကြီးမားပေမဲ့နင်းတဲ့ကောင်လိုပဲလှင်တဲ့အချိန်နဲ့နှင်းတဲ့စွာတီးနိုင်ပါတယ် နံပါတ်6ပိုလာဗီယာတွေဟာရေထဲမှာလှင်းတန်းစွာကူးကတ်နိုင်ပြီးတော့တစ်ကြိမ်တည်းမှာကီလိုမီတာရာနဲ့ချီပြီးတော့ကူးကတ်နိုင်တာလည်းဖြစ်ပါတယ်။နံပါတ်9ဝဝန်တွေရဲ့လက်သေးဟာတရမသိမ်းနိုင်တဲ့လက်သေးတွေဖြစ်လို့တစ်ပင်တက်တာတွေနဲ့နေကြီးတူးတာတွေမှာအရန်အရန်အတုံးဝင်နံပါတ်၈ဝဝင်တွေရဲ့ခြေရာဟာလူခြေရာနဲ့အတော်လေးဆင်ပါတယ်။သူတို့လည်းဟာလေလူတွေလိုခြေပေါ်အတခုလုံးနေပေါ်ချပြီးတော့လမ်းလျှောက်ကြပါတယ်။ နံပါတ်9အကြီးဆုံးမျိုးစိတ်ကပိုလာဘီယာဖြစ်ပြီးတော့အသေးဆုံးကတော့မလေးရှားမှာတွေ့ရတဲ့ဆန်ဘီယာပဲဖြစ်ပါတယ်။နံပါတ်10ဝဝငယ်လေးတွေကစားတာနားလေလေအရွယ်ရောက်တဲ့အထိအသက်ရှင်နှုန်းပုံနားလေပဲဖြစ်ပါတယ်။ဝဝလေးတွေဟာထူးခြားပြီးတော့အရန်ချစ်စရာကောင်းတဲ့တရဝလေးတွေပဲဖြစ်ပါတယ်။သူတို့တွေနေမတော့အောင်ကျွန်တော်တို့လူသားတွေအနေနဲ့ထိမ့်သိမ့်မေးရမှာလည်းဖြစ်ပါတယ်။